အားလုံးမင်္ဂလာပါ Cheers Coffee နဲ့ကျွန်တော်အခုအာ San Mateo ကိုရောက်နေဖြစ်ပါတယ် San Francisco မှာညနေကျရင်ရောင်နေပွဲကျရင်ကျွန်တော်တွေ့ကြမှာ Um so အခုအာမေဆုမွေးနေ့မှာကျွန်တော် push up အာ diet 80ထိုးရဆိုရအတိတ်ပဲကျွန်တော်ပြောပြခြင်းနဲ့ပေါ့နော် It's not just push ups ကျွန်တော်တို့က resilience okay push up တခုတည်းမဟုတ်ဒီအောင်ကျွန်တော်လုပ်တယ်ဆိုတာ challenge လုပ်တယ်အဲ့တော့ကျွန်တော်ဒီ ဒီတော်လိုင်းရင်းမှာလည်းကျွန်တော်တို့ကစိန်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်ဆိုတော့အာအမေစုကကျွန်တော်တို့အတွက်စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ပြီးတော့ကျွန်တော်တို့တတိုင်းမီလုံးအတွက်ကိုနော်စ조사ပြီးတော့အခုချိန်นี้ကိုသူကျွန်တော်တို့အတွက်조사ပေးနေတယ်အဲ့တော့ကျွန်တော်တို့လည်းမေစုအတွက်မေစုရဲ့မွေးနေ့မှာကျွန်တော်တို့အားလုံးအတူတူအမေစုလွတ်မြောက်ဖို့အတွက်ကျွန်တော်တိုင်းပြည်အတွက်လုပ်နေရဆိုတဲ့ဟာ resilient commitment dedication နော် appreciation ဒါတွေအကုန်လုံးပါတယ်ဒီ push up တွေမှာ push up တခုတည်းမဟုတ်အားလုံးကျွန်တော်တို့အားလုံးကစည်းစည်းလုံးလုံးနဲ့ unity united ဖြစ်ပြီးတော့မှကျွန်တော်တို့ကအာဒီတွန်လိုင်းမှာပါဝင်နေတယ်အားဖြစ်နေတယ်ဆိုတဲ့ဟာကျွန်တော်တို့ဘယ်တော့မှဟိုအရှုံးမပေးဘူးကျွန်တော်ဆက်သွားနေတယ်ဆိုတဲ့ဟာ unity ဒီ power တခုကိုကျွန်တော်ပြချင်တယ်အဲအကြောင်းမို့ကျွန်တော်ကလှုပ်ရခြင်းဖြစ်ပါတယ် it's not just push up တိုက်ထိုးခြင်းတခုတည်းမဟုတ်ပါဘူးအဲ့ဒါကိုနားလည်စေချင်ပါတယ်ဆိုတော့ okay ကျွန်တော်ခီးသွားနေတယ်ဒါပေမဲ့ i'm going to do what i have to do ကျွန်တော်အခု push up ရှစ်ဆယ်လုံးမယ် you know all right let's do it okay you can back up Oh. Ten more. Whew. So, ကျွန်တော်တို့ဘယ်နေရာပြောရအောင်ဘာပဲလုပ်နေလုပ်နေ ျွန်တော်အမြဲ dedicated ဖြစ်တယ်ကျွန်တော်အားလုံးဆက်ပြီးတော့စ조사နေတယ်ဆက်ပြီးတော့အတူတူပါဝင်နေဆိုတာမျိုး symbol တစ်ခုအနေနဲ့ကျွန်တော်ဒီ campaign လောက်ဖြစ်ပါတယ်ဆိုတော့မွေးနေ့ shoot down video လေးရောဒီ campaign မှာ80နဲ့ပတ်သက်တဲ့80ခန်းနဲ့ပတ်သက်တဲ့အာအခုလိုမျိုးကြိုက်တာပေါ့နော်အာကျွန်တော်ရဲ့မိတ်ဆွေရဲ့ ကလေးလေးဒိုင်းရှစ်ခေါက်ထူလေရတယ်ဆိုကေရှင်းနေပတ်သက်အကောင်လုံးပါဝင်နေတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ပါဝင်နေရပါပြီခင်ဗျာအဲ့တော့ Winnie Stone video တွေလည်းထပ်ပြီးတော့ပို့ပေးကြပါကျွန်တော်၈00ကျော်ပြေးမှာ Green Sun ကြီးတင်มาဖြစ်ပါတယ်အဲ့ဒါမှာကျွန်တော် International Awareness ကိုကျွန်တော်တို့ရှာနေမှာဖြစ်ပါတယ်အဲ့တော့အားလုံးကြည့်ကြပါညနေကျရင်ရောင်ဒီပွဲမှာတွေ့ကြမယ် Bye.